ရှင်တန်ချင်းနဲ့ကွယ်လိုကြီးကြမှာတကားတစ်ချက်သာခြားနာထားကြောင်းလက်တွေပြသသွားတဲ့လေရင်ပြကြမှုမှာ ပါဝင်သူမိသားစုဂျွန်လာစနေရနေ့မှာအိန္ဒိယကနေလန်ဒန်သို့ပြန်တန်းစဉ်ပြကြမှုဖြစ်ပွားခဲ့တဲ့အဲအိန္ဒိယရဲ့သတင်းဟာလူတွေများစွာကိုထိလင့်တစားဖြစ်စေခဲ့တဲ့ခေါင်းစီးပိုင်းသတင်းတစ်ခုဖြစ်လာခဲ့တာကိုပရိသတ်ကြီးတို့တွေ့ရမှာပါအဲအိန္ဒိယလေရင်ဟာကိုဂျာရက်ပြည်နယ်အမီတာဘက် လေဆိပ်ကနေလန်ဒန်ကိုတိုက်ရိုက်ပြတ်တက်ရမှာဖြစ်ပြီး ပြင်းလင်းကနေအပေါ်ကိုတက်ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲလူနေဆောင်နေတဲ့ကိုပြတ်ကျခဲ့တာပါပြင်းလင်းကနေပြီးတော့အရှိယူပြီးတော့အထက်ကိုမော့တက်ဆင်မှာပဲဆက်မတက်နိုင်မဲနဲ့ပြန်ပြုတ်ကျသလိုဖြစ်ပြီးတော့ပြတ်ကျခဲ့အောင်လင်းရဲ့ပထမပိုင်းကတော့ဆရာဝန်နေနေထိုင်ရာတိုက်ခန်းပေါ်ကိုကြောက်ရောက်ခဲ့ပြီးဒုတိယပိုင်းကတော့စေးချောင်းသားတွေရဲ့ကန်တင်းပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့တာပဲဖြစ်ပါတယ်ဒီဖြစ်ရဲ့ဆိုကြီးကြောင့်လင်းရဲ့ဘော်ကသူတွေတင်မဟုတ်ဘဲလင်းရင်ပြတ်ကျမှုကြောင့်အောက်ကသူတွေပါများစွာဆုံးပါသွားခဲ့တာပါအခုဆိုရင်ဒီဖြစ်ရဲ့ဆိုကြီးကြောင့် တိတ်ဆုံးစု190ကျော်လာခဲ့ပြီပဲဖြစ်ပါတယ် ဒီပြင်းရဲ့စိုးကြီးမှာလေရင်ပေါ်လာသူခီးတဲ့တယောက်သာအသက်ရှင်လွမြောက်ခဲ့ရပြီးကျန်တဲ့သူတွေအားလုံးဒီပြင်းရဲ့စိုးကြီးမှာပါသွားခဲ့ကြတာပါဒီလိုပြင်းရဲ့စိုးကြီးတွေပါသွားသူမိသားစုတွေထဲမှာရေခွဲစရာဖြစ်ပျက်တွေများစွာရှိခဲ့ပြီးအိန္ဒိယလူမျိုးဆော်ဝင်းအင်ဂျင်နီယာတယောက်ဖြစ်တဲ့ပက်ထရစ်ဂျိုရှီတို့မိသားစုဖြစ်ကတော့တကယ်ပါလုံးကလူတွေရဲ့ဂူနာသက်ချင်းတွေကိုများစွာရရှိခဲ့တာပါမစ္စတာဂျိုရှီတို့မိသားစုတစ်ခုလုံးဟာဒီလေရင်ပြစ်ချမှုမှာပါသွားခဲ့ပြီးတယောက်မှအသက်ရှင်နိုင်ခြင်းမရှိခဲ့ကြပါဘူးဒါပြင် မစ္စတာဂျော်ရှီတို့မိသားစုဖြစ်ရန်ဟာလူအများကိုတရားကြစရာတွေများစွာပေးကြတာလည်းဖြစ်ပါရင်မစ္စတာဂျော်ရှီဟာ UK မှာလုပ်လုပ်နေတာ6နှစ်လောက်ရှိပြီဖြစ်တဲ့အိန္ဒိယနိုင်ငံသားဖြစ်ပြီးတော့သူ့ရဲ့ဇနီးဖြစ်သူနဲ့ကလေး၃ယောက်ကတော့အိန္ဒိယမှာနေထိုင်သူတွေဖြစ်ကြပါရင်မစ္စတာဂျော်ရှီရဲ့ဇနီးဖြစ်သူကလည်းဆရာဝန်တယောက်ဖြစ်ပြီးသူတို့မိသားစုဟာလန်ဒန်မှာပြောင်းရွှေ့နေထိုင်ဖို့အတွက်စ조사ရုံးကန်နေကြတဲ့မိသားစုလေးပါမစ္စတာဂျော်ရှီဟာလည်းသူ့မိသားစုတွေပုံမောကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးနိုင်ဖို့အတွက်အင်္ဂလန်မှာမိသားစုနဲ့ခွဲခွာနေထိုင်ကာန 你听过把梅阿姨叫上演讲台吗？ နောက်ဆုံးမှာတော့သူတို့ရဲ့အိမ်မက်လေးပြည့်ပြည့်စုံလာခဲ့ပြီးတော့လန်ဒန်မှာနေထိုင်ခွင့်ပါမရရှိသွားပြီဖြစ်တဲ့အတွက်ဇနီးဖြစ်သူနဲ့ကလေးတွေကိုခေါ်ဖို့အိန္ဒိယကိုပျော်ရွှင်မှုတွေနဲ့ပြန်ဆင်းလာခဲ့သူပါဇနီးဖြစ်သူကလည်းအလုံးမထွက်ကကလေးတွေအားလုံးကိုခေါ်ဆောင်ပြီးတော့လန်ဒန်မှာခြေချဖို့အတွက်သူတို့မိသားစုတစုလုံးအဲအိန္ဒိယနဲ့လန်ဒန်ကိုတွားရောက်ကြတော့မှာပဲဖြစ်ပါရည်အိန္ဒိယကိုအပိတန်နှုတ်ဆက်ထွက်ခွာခဲ့ပြီးသူတို့တွေရဲ့တောက်ပါတဲ့အနာဂတ်ကိုမျှော်လင့်ချက်ကိုစီနဲ့လင်းရင်ပေါ်တက်ခဲ့ကြတဲ့မစ္စတာဂျိုရှီတို့မိသားစုကတော့သူတို့အနည်းငယ်လာလာစူးစမ်းခဲ့ရတဲ့လန် တန်ကသူတို့ရဲ့အနာဂတ်မိသားစုဘဝလေးကိုမရောက်နိုင်ခဲ့ကြပါဘူးသူတို့ရဲ့မျောလင်းချက်တွေအိမ်မက်တွေအကုန်လုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲတေကျင်းတရားရဲ့နှုတ်ယူခြင်းကိုခံလိုက်ကြရပါပဲ။လင်းရင်ပေါ်မှာအိန္ဒိယကအမျိုးရေးစီကိုပို့ဖို့ရိုက်ကူးခဲ့တဲ့အပြုံးကိုစီနဲ့သူတို့မိသားစုတပ်ပေါ်လေးဟာနောက်ဆုံးတပ်ပေါ်ဖြစ်သွားခဲ့ပါပြီ။တေကျင်းတရားကအမည်ကိုနဲ့အတူရှိနေတဲ့ဆိုတဲ့တန်ဝေကတရားတွေကိုဒီနေ့ခေတ်ကဘာမှာများစွာကြုံတွေ့လာနေရတာလေးဖြစ်ပါရဲ။မြန်မာနိုင်ငံမှာလည်းနှစ်ပေါင်းတရားတွင်အကြီးဆုံးငလင်းကြီးမှာ စက္ကန့်ပိုင်းအတွင်းမှာပဲနေရင်ထိုင်ရဲစကားပြောနေတဲ့လူရဲရုပ်တရက်သေးခြင်းတရားကြီးကိုကြုံဆိုင်ခဲ့ရပါပြီဒီလိုပဲမစ္စတာဂျိုရှိရိုမိသားစုဟာလည်းအိန္ဒိယသို့ပြန်မလာတော့မယ့်ဘဝအသစ်တစ်ခုကိုစတင်ရထွက်ခွာခဲ့ကြပေမယ့်သူတို့အားလုံးရဲ့ပန်းနိုင်ဆုံးအထိကိုမရောက်နိုင်ခဲ့ကြပါဘူးခဏအတွင်းမှာပဲတသက်လုံးမဲ့ခဲ့တဲ့အိမ်မက်တွေကပြောင်းမှုဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီမစ္စတာဂျိုရှိရိုမိသားစုဟာသင်တိဆောက်ထားသမျှသင်မျော်လင့်ထားသမျှသင်ချက်မျက်နှာသမျှဟာသေခြင်းတရားနဲ့ကြုံရခြင်းမှာလက်တစ်ဖြောင်းနဲ့တင်အရှာအားလုံးပြတ်သုံးခါကြံ့ရခဲ့ရ မှာပါဒါကြောင့်နေ့ရက်တိုင်းကိုနောက်ဆုံးနေ့ရက်တွေလို့နှလုံးသွင်းကအချိန်မရွေးကိုစီရောက်လာနိုင်တဲ့တည်ခြင်းတရားကိုအတိတတိနဲ့အမြဲကတ်တွေထားဖို့တာဝေကတရားကိုပြီးသွားကြတာပဲဖြစ်ပါတယ်စကန်ပိုင်းမိနစ်ပိုင်းအတွင်းမှာပဲဖြစ်ပျက်သဘောတရားနဲ့ကြုံတွေ့ရတဲ့ကဘာကြီးမှာအသက်ရှင်နေတော့မှာပြုံးမှာချစ်ပါမြစ်တာတွေနဲ့ရှင်တန်နိုင်ဖို့ကြိုးစားပါတပားသူပေါ်မှာမြစ်တာတွေဖြတ်ဝင်နိုင်တဲ့သူဖြစ်အောင်ကြိုးစားနေတိုင်းမှာမနေ့ပြန်နိုင်ကိုလူပီသားစွာနဲ့ဖြတ်သန်းနိုင်အောင်ကြိုးစားကြပါလို့တိုက်တော်ပြောဆိုလိုက်ရပါတယ်ရှင်